အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့တူညီတဲ့အမမျိုးကိုပဲထက်ကထက်ကမလုပ်ပါနဲ့ဆိုတဲ့အကြောင်းလေးကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကဘဝမှာတစ်ခါတည်းရန်တတိမထမီတက်ပြီမယ်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်အမားတွေကနေသင်္ကန်းစားယူပြီးဆစ်ဆက်သွားဖို့ကကိုကိုကူတူတက်အောင်လုပ်တဲ့နီလန်ကောင်းတစ်ခုပါပဲဒါကြောင့်ဒီအကြောင်းအရာတွေကိုလူချင်းမင်းတို့အတွက်ဘဟုတုတရာစရာတစ်ခုအနေနဲ့ပြောပြပေးသွားမှာပါ ဘာကြောင့်အမားတွေကိုထက်ခါထက်ခါလုံးမိကြတာလဲလူတိုင်းမှာအမားလုံးမိတတ်တဲ့အချိန်တွေရှိပါတယ်ဒါပေမဲ့တွင်ရှင်တဲ့အမားမျိုးကိုထက်ခါထက်ခါလုံးမိတာကတော့စဉ်းစားစရာတစ်ခုပါပဲဥပမာအနေနဲ့သင်ဟာမနက်အရာထနှောင်းကြလူအလောက်ကိုအမြဲတမ်းနှောင်းကြရောက်တတ်တယ်လို့ဆိုကြပါစို့တရေနရေဆိုခွင်းလို့လို့ရပါမယ်ဒါကိုတစ်ပတ်မှ၃ခါ၄ခါလုံးမိနေရင်ဘလို့ဖြစ်မလဲအလောက်စင်ကမျက်မှောက်ကျုပ်လာနိုင်တယ်လို့ အင်ကိုတင်တာငါဘာလို့ဒီလိုဖြစ်နေရတာလဲလို့စစ်ပြမိလာမှာပါဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာအလေးအထားနဲ့တတိမထာမိတာပါဝင်နေပါတယ်သူတွေကအဆင်ပြေရင်ပြေမပြေရင်ဆက်ဆက်သွားတတ်ကြပါတယ်ဒါပေမဲ့အမှန်တကူကိုပြန်မပြင်မဲ့ထားလိုက်ရင်အဲ့ဒီအမှားဟာဘဝရဲ့အစိပ်ပိုင်းတစ်ခုလိုဖြစ်လာပြီးထက်ကတက်ကပေါ်လာတတ်ပါတယ်ဥပမာဖုံးကိုညအယဝင်ခံနေအသုံးပြနေရင်အဲ့ချိန်တော့ကြာတာမျိုးတစ်ချိန်နှစ်ချိန်လုံးမိရင် နောက်ဆုံးအဲ့ဒီအလေးထားကပုံမှန်ဖြစ်သွားပြီးမနဲ့ထားနိုင်ဖို့ခက်ခဲတာမျိုးပါဒါဆိုရင်အမားတစ်ခုကနေဘလို့ယုံထက်ကြမလဲဒီလိုအမားမျိုးတွေနောက်တစ်ခါထပ်မလုံမင်းဖို့ဆိုရင်ဘာတွေလုပ်သင့်လဲဒီနေရာမှာလှတွေ့ကြကြအကြံပြုချက်တချို့ကိုပြောပြပေးသားပါမယ်နံပါတ်1အမားတွေကိုအတိမတ်ပြုပါပထမဆုံးအမားတစ်ခုလုံမင်းပြီးဆိုရင်ဟိုငါဒီနေရာမှာ မာသားတာပဲလို့ဝန်ခံပါ ဟိုမှာစာမေးပွဲမှာအမှန်တကျသွားတယ်ဆိုရင်ဘယ်နေရာမှာဘာကြောင့်မှားသွားလဲပြန်ကြည့်ပါဒါမှနောက်တစ်ကြိမ်ဒီလိုမဖြစ်အောင်ကာကွယ်လို့ရမှာပါနံပါတ်2သင်ခန်းစာယူပါအမှားတိုင်းဟာသင်ယူဖို့အခွင့်အလမ်းတစ်ခုပါနာမည်ကြီးတည်ထွင်သူတောမအက်ဒီရှင်ကငါမအောင်မြင်ခဲ့တာတပေါင်းမဟုတ်ပါဘူးလုံးမဖြစ်တဲ့နီလန်းတပေါင်းကိုစာပြစ်ခဲ့တာပဲလို့ပြောဖို့ပါတယ်ဒီလိုပဲတဲ့အမှားတွေကိုသင်ခန်းစာအဖြစ်ကြောင်းလဲလိုက်ပါနံပါတ်3 ကိုကိုကိုတတိပေးပါနေ့စဉ်ဘဝမှာ အမားတွေကိုထက်မလို့မိအောင်သတိထားဖို့ကအရေးကြီးပါတယ်ဥပမာအလောက်ဆက်ကနေမှဒီနေ့တော့အမားမလို့မိအောင်ခူဆမ်းမယ်လို့ကိုကိုကိုပြောကြည့်ပါဒါဟာသင်ငယ်တဲ့အချက်လို့ထင်ရပေမယ့်သင်ရဲ့ပြုမှုကိုထင်ချုံနိုင်ဖို့အထောက်အကူဖြစ်ပါတယ်နံပါတ်၄အဝွင့်ကျင်ကအကြံဉာဏ်ယူပါသင်ပတ်ဝွင့်ကျင်ကငွေချင်းမိသားစုဒါမှမဟုတ်လောဘကံပဲတွေစီကအကြံဉာဏ်တောင်းပါ သူတို့တွေလည်းအမားတွေလုံမင်းပူကြမှာပဲသူတို့ရဲ့အတွေ့အကြုံကနေသင်ခန်းစာယူလို့ရပါတယ်နောက်တစ်ခုကအမားမလုပ်ခင်တစ်ခါလောက်ရက်ပြီးစဉ်းစားပါတစ်ခါတလေအမားတွေကိုထက်လို့မိတာဟာအလင်းစလိုလုံမင်းလို့လည်းဖြစ်တတ်ပါတယ်ဥပမာစကားတစ်ခုမပြောခင်တစ်ခါလောက်ရက်ပြီးဒီစကားကပြဿနာဖြစ်သွားနိုင်မလားလို့စဉ်းစားကြည့်ရင်လိုလားအပ်တဲ့အမားတွေရောက်သွားနိုင်ပါတယ်ဒီလိုအသေးစိတ်တတိထမှုကအတင်ပေါ်ကိုပုံမှုတိုးတက်စီလာမှာပါ နောက်ဆုံးအနေနဲ့တင့်ကိုတင်ပေးကြည့်ပါဒီလိုမားမျိုးတွေချက်မလို့မိအောင်ကြိုးစားရင်တင့်ဘဝဟာပုံမကောင်းမလာမှာသိကြပါတယ်ဒါကြောင့်အမားတစ်ခုလုံးမိချိန်မှာဒါကငါအတွက်သင်ခန်းစာတစ်ခုပဲလို့တွေးပြီးစိတ်ဓာတ်မကျပဲစစ်ဆက်ကြိုးစားကြည့်ပါကဲအခုပြောပြပေးသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့စိတ်အနေနဲ့ဘလို့ထင်လဲတင်ဘွားမှာကိုတူညီတဲ့အမားမျိုးကိုထက်ကထက်ကလုံးမင်းပူကြလားအဲ့ဒီအမားကနေဘလို့သင်ခန်းစာတွေယူခဲ့လဲ ဂျင်မေကွန်းတွေကိုစဉ်းစားရင်ကိုကိုကိုပိုပြီးတိုတက်အောင်လှုပ်ကြည့်လိုက်ပါလို့တိုက်တွန်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်